ငလင်ပေးတဲ့ဖြစ်သူများအတွက်ထိုင်းနိုင်ငံကတော်ဝင်မိသားစုအလှူဒန်းဝင်ထိုင်းဘတ်တသိန်းခွဲကိုဆရာတော်ရှင်ကုမာရာတို့ပေးရလှူဒန်းအားလုံးပဲမင်္ဂလာပါ MCL News Channel ကနေကြိုဆိုပါတယ်မြန်မာနိုင်ငံငလင်တန်းနေပြည်သူတွေအတွက်ထိုင်းနိုင်ငံတော်ဝင်မိသားစုမင်းသမီးရဲ့မိသားစုကပထမချိန်ထိုင်းဘတ်တသိန်းခွဲကိုမြန်မာငွေကျပ်195သိန်းကိုတရုတ်ဆောင်မျိုးစံနီကျော်နဲ့စံညွန့်ကိုအောင်ကြီးတို့ကတဆင်ဆရာတော်ရှင်ကုမာရာတံပေးရလှူဒန်းခဲ့ပါတယ်ဒီကနေ့ထိုင်းနိုင်ငံတော်ဝင်မိသားစု ပထမကြိမ်ဒိုင်းဘတ်တသိန်းခွင်မြန်မာကျပ်ကာလတံမိုးဆိုရင်တော့195သိန်းကိုရုပ်ရှင်တရုတ်ဆောင်မျိုးစံနီကျော်နဲ့ဇန်ညွန်ကောင်ကြီးတို့ကတဆင့်ပြည့်ရလူတန်းခင်ပါတယ်။မတ်လ20ရက်ကလှုပ်ခတ်သွားတဲ့သဘာဝဘေးရန်ရဲကိုခန်းဆောင်လိုက်ရတဲ့နေပြည်တော်ဇဂိုင်းအင်းနဲ့မန္တလေးကပြည်သူပြည်သားတွေအတွက်ဦးစင်ကိုယ်တိုင်ကိုကြတော့ရောက်ပြီးလူတန်းမှာပါ။တကယ့်ကိုငလင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ပြည်သူတွေစီကိုအလှငွေတွေတိတိယောက်ပေးနိုင်မှုအတွက်တေချာစီစစ်ပြီးဆောင်ရွက်သွားမှာလို့ဆရာတော်ရှင်ကုမာရာကမိန့်ကြားပါတယ်။ အဆိုပါလူဒန်းငွေကြေး195တန်းလူဒန်းပေးအပ်ခြင်းကိုတော့ယနေ့ဘရ22ရက်နေ့ညနေ3နာရီကရန်ကုန်မြို့တောင်မွေမြို့နယ်ပင်ရွှေညောင်လမ်းရှိအလိုတော်ဖြစ်ကျောင်းတိုင်မှာပြုလုပ်ခဲ့ပြီးဧပြီလ22ရက်နေ့ညနေပိုင်းကလည်းတရုတ်နိုင်ငံအတိုင်းပေမြို့ကဒုတိယကြိမ်များထပ်မံလူဒန်းလိုက်တဲ့အမေရိကန်ဒေါ်လာသသောင်းခွဲမြန်မာကျပ်ငွေသိန်းပေါင်း650ကိုလည်းပေးအပ်လူဒန်းခဲ့ပါတယ်ငွေပေးသင့်ပြည်သူရဲ့အတွက်လူရှင်တွေကလူဒန်းထားတဲ့လူငွေတွေကိုဆရာတော်ရှင်ကုမာရဦးဆောင်ပြီးတော့ နောက်မဲ့ဧပြီလ29ရက်နေ့မှစတင်ပြီးတော့ကိုရိုင်းသွားရောက်လှူဒါန်းမှုတွေကိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။အစောနေ့ရှိရှိနားဆင်ပြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။